မကြခင်ကြောင်းချီပိတ်ရတော့မယ်ဆိုတော့ပြေဆောင်တော့တစ်ဖွဲ့လုံးဝမ်းနဲ့နေခဲ့ကြပါတယ်။အဖွားဖြစ်သူဟာဒီသတင်းကိုကြားတော့အရင်ကသူရှမ်းချယ်ရီဆက်တပင်မှာမင်းသမီးကပူးတယ်ဆိုတော့သတိရသွားပြီးကလေးတွေကိုကြောင်းရံပုံဝင်ရှာနိုင်အောင်အကလေ့ကျင့်ပေးလိုက်ပါတယ်။ပြေဆောင်တော့တငယ်ချင်းအောက်စုလဲစူကတီးတဲ့နေရာမှာတန်းနိုင်တဲ့လောက်တင်းယူလေ့ကျင့်ကြပါတယ်။ရွာတကြီးနဲ့ရင်းနှီးမြုပ်နှံတဲ့လူကတော့ကြောင်းချီပြိုလဲသွားတဲ့ချိန်အဲ့ဒီနေရာကိုအပန်းပြေစကန်လုပ်ဖို့တိုင်မနေကြပါတယ်။ What? What? အမလေးပိန်မလိုက်တာကွယ်အဖေနေမကောင်းလားဒါဆိုရင်လည်းဆောင်းဝင်သွားပြရအောင်လေအသက်ရွယ်ရလာပြီဆိုတော့နာစီချောင်းဆုပ်ဖြစ်လာတာတာမန်ကိစ္စလေးပါအဖေနေမကောင်းရင်အဖေခဏနားနေလေမရဘူးမသိမချင်းကိုစူးစမ်းရမယ်ဒါအဖေကအာရင်တွေကုန်ခန်းလာပြီအဖေရဲ့လက်ထဲမှာလည်းစေးကတ်တွေအပြည့်နဲ့ပါအဖေကကလေးတွေအတွက် နေ့ရက်ဆက်လန်းတွေကြိုးစားရှိနေရလို့တတော်လေးကိုပင်ပန်းသွားတဲ့ပုံမှာပဲဒီကောင်တွေကရွာဇက်စင်နဲ့လာကမယ်ပေါ့လေဆူတောင်းနေလိုက်လုံးဝမဖြစ်နိုင်ဘူးရှန်ချယ်ရီစက်တပင်အဖွဲ့ကဘသူကဆင်ဆောက်ခွင့်ပြုလို့လဲငါခွင့်မပြုဘူးဟွန်းလောကမှာလူကြီးမို့လူငယ်မို့ခွင့်လွတ်တယ်ဆိုတာမရှိဘူးအနိုင်ရတာနဲ့ကြာရှုံးတယ်ဆိုတာပဲရှိတယ်ဟာ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  သူတို့ရဲ့စီမံကိန်းကိုလာနောက်ရှက်တဲ့လူရှိရင်တကြီးအရှင်းပြဖို့ဝန်မလေးပါဘူးဒီလိုနဲ့ပြည်စုံတို့လေ့ကျင့်ကြတဲ့နောက်ဆုံးနေ့ကိုရောက်လာပါပြီကဲကလေးတို့ရေဒီနေ့လေ့ကျင့်တာနောက်ဆုံးလေ့ကျင့်ခြင်းပဲမနေ့ပြန်စားပြီးငါတို့စင်ပေါ်တက်ပြီးဖြုတ်ဖြေတော့မယ်အားလုံးအောင်မြင်ပါစေကွယ်အားလုံးအောင်မြင်ကြိုးစားရမယ်နော်ဟုတ်ကဲ့ဖွာကျွန်တော်အစင်းသိမ့်ဖြစ်ပြီကျွန်တော်ကတော့လေစက်သိန်းတော်ထားတယ် မနဲ့ဖြင့်ငါတို့ဖွဲ့အောင်မြောင်လုံနိုင်ပါစေဟိဟိသူတို့တွေကကိုကိုကိုတော်တော်အထင်ကြီးနေရပဲနင်တို့တွေဘတော်မှအောင်မြင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီဆက်သပင်ကားပြဖြောဖြစ်ဖို့ငါရဲ့ခွင့်ပြုချက်လို့တယ်ဒီမှာကြည့်ဟင်ဟင်ဟင်ဘာကိစ္စနဲ့ကန့်ကွက်တာလဲတကြီးကလေးတွေကသူတို့စာတင်ကြောင်းကဲတင်ဖို့ကြိုးစားနေကြတာလေဒီမဲ့ဖွာဒါတော်မဟုတ်ဘူးအဲ့လိုအသုံးမကျတဲ့ဆက်သပင်တွေထောင်လို့မရဘူး ငါတို့ရွာနာမည်ပြက်ကုန်နေမယ်ရွာလည်းအားနာပါအောင်တကြည်ကျွန်တော်တို့ကြောင်ဝအပိတ်ခံရတော့မှအဲ့ဒါကြောင့်ကြောင်ဝကဲတင်နိုင်ဖို့ကျွန်တော်တို့ကြိုးစားနေရလေဘာကိစ္စခွင့်မပြုတာလဲငါတားရရှင်းပြနေလဲမင်းတို့လိုကလေးတွေကနားလည်မှာမဟုတ်ပါဘူးကွာကလေးလည်းကလေးလိုနေဒါမင်းတို့ကိစ္စမဟုတ်ဘူးကွာတကြည်ကဘာဖြစ်တာလဲဟာအလုံးမဲမင်္ဂလာပါကျွန်တော်တို့ဇက်တပင်အတွက်ရှင်ပြိုင်မဲ့သူတွေလက်ခံပါတယ်စိတ်ဝင်စားတယ်ဆိုရင်စည်ရင်းလာသွင်းလို့ရပါတယ်ဗျာ ်ပထမဆုံးရသွားတဲ့သူဟာပတ်စံ300နဲ့တူအောင်မြင်မှုတွေရရှိသွားမှာဖြစ်ပါတယ်။ရှင်၊ကြံကြမငါတို့ဖက်မှာပဲကွာ။အလိုလိုနဲ့ဆက်သမင်ပြိုင်ပွဲရရှိလာတယ်။ဟုတ်တယ်ကွာ။ငါတို့သွားရှင်ပြိုင်ပြီးစုငွေရအောင်ယူလာခဲ့မယ်။ဟုတ်တယ်။တလောက်များတဲ့ပတ်စံနဲ့ဆိုငါတို့ကြောင်းကိုကဲနိုင်မှအသေးချာပဲ။ကဲအဲ့ဒါဆိုငါမြေတို့လာဆက်ပြီးတော့လေ့ကျင့်ကြမယ်။နင်တို့နိုင်မဲလို့ထင်နေပါပေါ့လေ။ဆူတောင်းနေလိုက်ဆူတောင်း တကြီးကကလေးတွေကိုကန့်ကွက်နေခဲ့ပေမဲ့ကံကြမ္မာမျက်နှာသာပေးလာတော့စက်သဖြင့်ပြိုင်ပွဲဖြစ်ပေါ်လာပါတယ်။တကြီးကသူ့ဆန္ဒမပြေဝတဲ့အတွက်ဒေါသထွက်ကအိမ်ပြန်လာပါတယ်။ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်လာခဲ့တယ်။လာရောက်ကြည့်ရှုအားပေးတဲ့သူတွေအများကြီးပါပဲ။တီရှင်းမှာထိုင်တဲ့၃ယောက်ကတော့အမတ်ပေးမဲ့တိုင်လူကြီးတွေပါ။လာရောက်ရှင်ပြိုင်သူကလည်းစင်နောက်မှာတန်းစီလို့နေပါတယ်။အဲ့ဒီအထဲမှာတကြီးအဖွဲလည်းပါတာပေါ့လေ။နင်တို့ကငါတို့ရွာရဲ့နာမည်ကြီးဆက်တဲ့ပင်နော်။ ရွာနာမည်ပြမလုံနဲ့ကျွန်တော်တို့ဘသူ့ကိုမှမရှုံးဘူးပါဘူးဟာ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 တတိယပြေးဆောင်တဲ့အဖွဲ့ကိုမနိုင်စေချင်တာနဲ့သူတို့ရွာတဲ့ကဇက်တပင်ကိုပါခေါ်လာပြိုင်တာပေါ့ပြီးတော့ရှမ်းချယ်ရီဇက်တပင်ဖွဲ့ကသူ့အဖွဲ့ကိုမနိုင်နိုင်ဘူးလို့ယုံကြည်နေရပါဟင်ဂျာငါတို့အဖွဲ့ရဲ့ဝတ်စုံလားပြေးဆောင်နင်ပြင်ဆင်ထားတာတော်ရင်ဟာအဆူတော်နဲ့လိုက်တယ်အဖွားရဲ့မြေလေးစိုးကြည့်ပါအောင်ကွယ် ဤမြတိတ်ဆောင်တညာမှာမေးအောင်ထိန်ထိန်လူများနေခြင်းလေးနဲ့ဆောင်မြောင်ဆိုအသေးသေးနှွေးချွေသွားရမေဆုံတွေ့ကြည်နေလီတကယ်အားကြလို့ဆောင်နေတဲ့ အချင်းလေးကောက်ဆုံးသွားရင်ပြောစရာတွေတွေရှင်ကိုအလေးကွယ်ပြောစရာတွေတွေရှင်ကိုအလေးကွယ်မြေလေးတို့ရဲ့မြေလေးတို့ကအဖွားထင်တာထက်တောင်ပူတော်နေပါလားဒီပွဲကတော့ရင်ခုန်စရာပဲဟဲ့ဟဲ့ဟဲ့ကဲပွဲထဲဝင်ရအောင် နောက်တနေ့လောက်ဆိုပွဲကစတော့မယ်အေးသွားမယ်သွားမယ်ရှင်နေခုံလိုက်တာဟင်အဖွားဒုက္ခပါပဲအဖွားမူးလဲသွားပြီ ပွဲစခါနီးမှာအဖွားဆေးရုံလိုက်ပို့နေရတယ်အဖွားဘာမှမဖြစ်နဲ့နော်အဖွားတီးခတ်လာနော်အဖွားဆေးရုံရောက်တော့မယ်အခုဆိုရင်တော့အားလုံးစောင့်မျှော်နေကြတဲ့ချိန်ကိုရောက်လာပါပြီ။ဒီနေ့လာရောက်ရှင်ပြိုင်တဲ့အဖွဲက၅ဖွဲရှိပါတယ်။ အဖွဲတစ်စလို့ရပါပြီရှေးကြည်ရတော့မဟိတ်စတော့อีเจนเนชั่นมีเวเมมชีดอนียาแค่เลยเมอเปลี่ยนบาบูจิอูมองยีชันสกาโรเตออนเตเมชุกรู ီလိုတချင်းကိုဒီလိုတက်တက်ကြွကြွနဲ့တီဆိုရတယ်လို့တသက်နဲ့တကူကျွန်တော်ခုမှကြားပူရတာပါတော်လိုက်တာဂီတာတီးတာခြေနဲ့တီးတတ်တဲ့အထိကိုတော်တာအခုအဖွဲနဲ့ထွက်လာလို့ရပါပြီရှေးအဖွာအရင်ကိုအားနေနေတာနေတာအလွတ်လွတ်ပြီးမနာရလို့နေမယ်အဖွာကိုအားရှိတဲ့အစားစာတွေကျွေးလိုက်နော်ဆေးကိုလည်းမမှန်တိုက်အဖွာရဲ့ကျွန်တော်တို့အတွက်ဒါလောက်တောင်မှလုပ်နေရလားအဖွာ အဖွားတတိယလာပါနော်အဖွားကိုအားရှိအောင်အနားယူခိုင်းထားလိုက်နော်အေးဆေးမနေတတ်ဘူးအခုတော့အသားနာပြီမလားအေးအဖွားနိုးလာပြီသားတို့သားတို့ပြန်ပွဲသွားရမယ်လीမသွားနိုင်ပါအဖွားရဲ့သားတို့ကအဖွားကိုစိတ်ပူနေတာမြင်မြင်သွားပါကွယ်အဖွားတက်သားတယ်သားတို့ကြိုးစားထားတာကိုအရာထင်အောင်သွားလုပ်နော်ကဲမြင်မြင်သွားပါသားတို့ရဲ့ဒါပေမဲ့အဖွားကဲဒါပေမဲ့တွေလုံနေနဲ့ မြင်မြင်သွားအချိန်မမီပဲနေမယ်ဘယ်လိုလုပ်ကြမလဲအဲ့ဒါဆိုလဲအဖွားပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့ကလေးတွေလည်းအဖွားကိုဆေးရုံမှာထားခဲ့ပြီးတိုင်ပွဲစီကိုပြေးလွှားသွားကြတယ်တိုင်ပွဲကလည်းပြီးပါတော့မယ်အခုကတော့အဖွဲလေးကဖြောဖြေးပြီးသွားတာပဲဖြစ်ပါတယ်ဘယ်လိုအဖွဲမှန်းလဲမသိဘူးဟုတ်တယ်ကတာလည်းမညီမညာဒါများလာပြိုင်နေသေးတယ်အချိန်ကုန်အောင်အခုကတော့နောက်ဆုံးအဖွဲ့ ရှမ်းချယ်ရီဇက်တပင်အဖွဲဝင်လာလို့ရပါပြီ။ဟာဟိုချီးထုတ်တွေလာပြီတဲ့။ဟင်ဘာလို့ထွက်မလာသေးရလဲ။ရှမ်းချယ်ရီဇက်တပင်မျိုးစက်တစ်ကလေးများထွက်လာလို့ရပါပြီ။ဟင်ဘာလို့ထွက်မလာသေးရလဲဟာ။ဟုတ်ပါစောင့်ရတာတောင်ကြာနေပြီ။ကျွန်တော်တက်ကနေတုံးထိရီလို့မမရောက်လာဘူးဆိုရင်ကျွန်တော်တို့မစောင့်တော့ပါဘူးနော်။ရှမ်းချယ်ရီဇက်တပင်အဖွဲ့ တဲ့ဒီကောင်တွေကငါ့အဖွဲ့ကိုမနိုင်မသိလို့ထွက်မလာရဲတော့တာလားမသိဘူးဟာဟာဟာမြင်းမြင်းဟာတော့ကြမမီပဲနေဦးမယ်ဟာတမနစ်ပဲလိုတော့တာငါအထင်မမီတော့ထင်တယ်ဒီလိုနဲ့ငါတို့ကရှုံးပေးရတော့မှာလားလှုပ်ဟာနောက်တမနစ်ဆိုရင်အချိန်ကပြည့်တော့မှာမို့ကလေးတွေအကုန်လုံးကနောက်ကျပြီဆိုပြီးစိတ်ပြက်နေတဲ့ချိန်ဦးလေးတယောက်ကကားမောင်းလာပြီးသူတို့ကိုလမ်းကြုံခေါ်သွားပေးပါတယ် ကလေးတွေလာလာလာတက်ဦးလေးလိုက်ပို့ပေးမယ်။ကဲငါတို့တွေသွားကြမယ်ဟင်။ရှမ်းချယ်ရီဆက်တပင်အဖွဲနှင်းကလေးတွေရယ်ဘယ်ဒီသွားနေကြလဲ။ကလေးတွေဟာဘယ်ဒီသွားကုန်ကြတာလဲဟာ။ဦးလေးမမီပဲနေတော့မဲဗျ။ဒီထက်မြင်မြန်မောင်းမေးပါလား။ဟုတ်ပါတယ်ဦးလေးရာလီပါကုန်မောင်းဗျာ။ဒါကိတ်ဆုံးမဲတားလေးတို့။ဒါပေမဲ့ဦးလေးစူးစမ်းပြီးမောင်းကြည့်ပါမယ်။ ဟုတ်ပြီကြိုးစားတာဦးလေးကြိုးစားဟုတ်တယ်သူတို့တွေကဘလို့ဖြစ်ပြီးဒီလောက်အမြန်ရောက်လာလဲဟာနောက်ဆုံးတော့ตาလေးတို့ဖွဲ့ရောက်လာပြီပေါ့ဒါဆိုစကြတော့เนาะနောက်ကြနေပြီအမလီငါရှင်ခုံလုံးလုံးအသားတွေအောင်တုံနေပြီဟာ ဟုတ်ပါဟာအကွက်တွေတော့မိတ်ကုန်တော့မယ်အေးဒီမှာတကယ်လို့နင်တို့ကောက်ွက်မိတ်ဟာသားဖြစ်အောင်ကငါလဲစိုးတဲ့ညမှာမိတ်သွားတယ်ဆိုရင်ငါဟာသားဖြစ်အောင်ဆိုမယ်မင်းလဲတီးတဲ့အကွက်မိတ်ရင်ဤပေါက်တန်လို့သာပေါ်ထားလိုက်ကွာဟုတ်ပြီလားအေးကွာအဲ့ဒါဆိုရင်လဲစပါတော့ကလေးတို့ရေကဲအစင်သစ်ဖြစ်ပြီဆိုရင်လဲကလေးလေးတွေစားလို့ရပြီနော်ပွဲပြောင်းသွားလို့လိုက်ပြီးအောင်မကဆိုင်နဲ့ကြာလာဟုတ်ကဲ့ပါ စားလို့ရပြီလားကလေးတို့ဟုတ်ကဲ့စားပါပြီရှင်ကြည်ရတော့မဟိတ်စားတော့အီးမြတိတ်ဆောင်တညာမှာမေးအောင်ထိန်ထိန်လူများနေတယ်လေးနဲ့ဆောင်မြောင်းဆိုအသေးတဲ့နှွေးချိသွားရမယ်ဆုံးတွေ့ချိန်နေလေတကယ် အကြလို့ဆောင်နေတယ်ကချင်းလေးတောက်ဆုံးသွားရင်ရောစရာရီတွေရှင်ကိုအလေးကွေရောစရာရီတွေရှင်ကိုအလေးကွေကုန်းကကုန်းကကုန်းကတချင်နံကြမကနေမယ်နကိုတူရှင်ကကမယ် ကုံကလမ်းမုံကဟန်တောင်ပေါ်ရှဲရတလီယူယာဒီကလေးတွေဟာတော်တော်ကတာပဲစင်အောင်ပြိုတယ်ဟာဟာမှတ်ပြီလားဒီကလေးစုပ်တွေဟဲ့တော်ဘလို့ဆက်လုံးမလဲတော်တော်နာသွားပြီလားမသိပါဘူးကလေးတို့ဒါဘလို့ဖြစ်ပြီးပြိုသွားတာလဲဟာပရိသတ်တို့စင်ပြိုလဲကိစ္စမရှိပါဘူးဗျာတိတ်ပင်အောက်မှာပြောင်းပြီးတွက်ကကြတာပေါ့ဟာ တိဆောင်ကတကယ်အဲ့လိုလုံးမလားငါတို့လည်းလိုက်လို့ရုံပေါ့ကွာကလေးတို့ရေပဲသွားကြမလို့လေစေရရဲ့ရင်သွေးငယ်ရေကြုံကိုင်းလို့တမိကြရဲ့မှာမိငယ်ကိုနေဒီကလေးတွေကတတော်ဟာတညာရွှင်တာပဲငါတို့ကြည့်ချင်တာလေဒါပဲလေဟာဟာဟာကဲ တက်ပုံနဲ့ရိုက်ထားကြဟေးရိုက်ထားကြဟိုဒါမငါမြေဒါကျမမြေးတွေပါ ကလေးတွေကိုအားပေးကြပါအောင်ရှင်ဟုတ်ပါတယ်ဒီကလေးတွေပဲမျိုးဆက်တစ်လေးဖြစ်လာမှာစေးရတဲ့ရင်သွေးငယ်ကြီးကြောက်ခိုင်းလို့တနေကြရဲ့မှာအမေမြေကိုမင်းမင်းနေပြီလားကလေးတပါသူရဲ့စကားနဲ့သူတို့ဝတ်စားကိုဝတ်စင်ကောင်းမင်းဟျံ ငါအဖွဲနိုင်မှရမှာနော်ဟုတ်ကဲ့ပါတကြီးရှက်ကွေးရမယ်နော်ရှမ်းချယ်ရီစက်တပင်ရဲ့မျိုးဆက်သစ်လေးကတော့ကတာတကယ်ကောင်းနေဟေ့ဒီလိုမှပေါ်အဖွားမြေးတွေဟုတ်တယ်သူတို့တွေနိုင်မှသေးချတယ်ဟုတ်ကဲ့ပါဗျာအခုနောက်ဆုံးဖွဲ့ရဲ့ဖြောဖြည့်တင်ဆက်မှုကြီးပြီးဆုံးသွားပါပြီအမတ်စင်းတွေလည်းကျွန်တော်တို့လက်ထက်ရောက်နေပါပြီကဲပထမဆုံးရတဲ့အဖွဲ့ကိုကြီးညာပါတော့မယ် ပထမဆုံးရရှိသွားတဲ့အဖွဲကတော့အမလီရှင်တုံလိုက်တာနော်ဘသူဖြစ်မလဲမသိဘူးနော်ရင်ခုန်လိုက်တာအနိုင်ရရှိသွားတဲ့အဖွဲကတော့ရှင်အဖွဲငါအဖွဲငါအဖွဲငါအနိုင်ရရှိသွားတဲ့အဖွဲကတော့အဖွဲတစ်ပဲဖြစ်ပါရဲ့ဗျာဟင်ဘာလို့ဒီလိုဖြစ်ရတာလဲဟာသူတို့ကငါမြေးတွေလောက်တောင်ကတာမလှအောင်ဘယ်လိုလုပ်ပြီးစုရနိုင်တာလဲ ါတော့မဟုတ်တော့ဘူး။ဟုတ်တယ်ဘလို့လုတ်ပြီးရသွားလဲ။သူတို့တွေဘလို့များစုရသွားလဲ။ငါတို့တော့ကြောက်မကဲတင်နိုင်တော့ကွာ။ဟင်အဖွားအဖွားဘလို့လုတ်ပြီးရောက်လာလဲ။အဖွားနေမကောင်းနေ။ငါမြေးတို့အဖွဲပြိုင်ပွဲလာပြိုင်တာ။အဖွားမလာပဲဘယ်နေနိုင်ပါ့မလဲ။မြေးလေးတို့စိတ်သက်မကြနဲ့နော်။စင်ပေါ်မှာစုမရခဲ့ပေမဲ့ပရိသတ်တွေရဲ့စိတ်ကိုတော့ငါမြေးလေးတို့ကအနိုင်ယူနိုင်ခဲ့ပြီ။ တလောင်းနဲ့တင်ဝမ်းသာလာပြီဘာလို့လဲဆိုတော့ဒါငါမြေတို့အတွက်နောက်ဆုံးပွဲစဉ်မဟုတ်ဘူးဟုတ်ကဲ့ပါဖွာကျွန်တော်တို့ကြိုးစားပါမယ်ဟုတ်တယ်ဖွာကျွန်တော်လည်းတီထက်ပို့ပြီးကြိုးစားပါမယ်နောက်တစ်ခါတီထက်ပို့ကောင်းစေရမယ်ကလေးတွေကတီတစ်ခါစူမရခဲ့ပေမဲ့စိတ်သက်ကြမသွားပဲနောက်တစ်ခါထပ်ကြိုးစားဖို့အတွက်ခွန်အားတွေပိုရရှိလာခဲ့ပါတယ်မနေ့ရောက်လာတော့ကလေးတွေကမင်းညာကိစ္စကိုလာရောက်တိုင်းပင်ဆွေးနွေးကြတာပေါ့ပြေဆုံး မနေ့ညတော့ငါကတာဘလို့နေလဲကွာอืมကောင်းပါလေကွာမစိုးပါဘူးကြောက်ငါ့ပြေဆုံးကောင်းတာပေါ့ဟာဒါနဲ့များကွာငါတို့ဘာလို့မနိုင်ရတာလဲဟုတ်သားပဲကြောက်မင်းအတန်ပိတ်လက်ဆက်မှာငါဝမ်းနေနေတာဟင်ဒါကဘသူလဲငါမြင်ဖူးနေတယ်လို့ပဲဘာအောင်မြင်ဖူးတာလဲဒီမှာလေ ဟင်ဒါဒါငါတို့အဖွဲမလားဟုတ်တာပဲကွာဗျူကသုံးသိန်းတောင်ဟာဒါဆိုမင်းညငါတို့လာကြည့်တဲ့လူကတင်တာပေါ့နော်ဟာကောင်းမှန်နေလေအများကြီးပဲဟာကားတက်လိုက်တာတော်တော်ကျူးစားတာပဲအန်အောဆရာကြီးဟင်ကောင်းမှန်နေဖက်လို့ကောင်းနေတော့ဆရာမပါလို့ဖုန်းဆက်လာတာလဲဟာဟယ်လိုဆရာမตาလေးတို့ဆရာမတို့ကြောင်းပိတ်မခံရတော့နော်လူတယောက်ကလေ စ်တော့ပေါ်ကသားတို့ရဲ့စူးစမ်းမှုမြင်တော့သားတို့လေးစားလို့ဆိုပြီးသူတို့အကြောင်းကိုထောက်ပံ့ပေးသွားမယ်တဲ့သားတို့ကဲတင်ခြင်းတဲ့အကြောင်းအခုတော့အောင်မြင်သွားပြီနောက်ပြီးတော့သားတို့တွေကွန်ပျူတာစိတ်လည်းရသေးရဲ့နော်ဟင်ဆီယမတကယ်ပြောနေရလားယင်ကျွန်တော်တို့အိမ်မက်မက်နေရမဟုတ်ဘူးမလားဆီယမယုံတော့မယုံနိုင်ကွာကဲဆီယမလိမ့်မမလားကွယ်ရှေးငါတို့လောက်တာအောင်မြင်ပြီကွာငါတို့လောက်နိုင်ပြီ ။နောက်ဆုံးမှာတော့ကလေးတွေရဲ့ကံကြမ္မာကသူတို့ဘက်ကို လိုက်လာပါပြီ။လိုင်းပေါ်ကလူတွေကသူတို့လေးတွေရဲ့ကြိုးစားမှုကိုမြင်တော့ចောင်းကိုគੁੰញလာကြပါတယ်။ဒါဘလို့လောက်ပြီးချက်နိုင်မှာလဲကွာ။အကြီးကျုပ်တို့သဘောတူထားတဲ့ကိစ္စပြန်ရုပ်သိမ်းချင်လို့ပါကလေးတွေကိုကူညီချင်တဲ့သူတွေအရှမ်းုံများလို့နဲ့ဒါပြဿနာအရင်ကြီးတယ်ဗျဟုတ်ကဲ့ပါဗျာကျွန်တော်နားလေပါပဲ ကျောင်းကဆက်လက်တီးတန့်သွားတဲ့အတွက်တကြီးနဲ့ရင်းနှီးမြုပ်နှံတဲ့သူတွေအလုဆက်မဖြစ်တော့ပါဘူးအဖွာအဖွာကျွန်တော်တို့လောက်တာအောင်မြင်ပြီဟင်ဟုတ်တယ်အဖွာကျွန်တော်တို့အကြောင်းကိုတရားမျှတစွာနဲ့ပြန်ဖွင့်နိုင်ပြီဒါအပြင်ကျွန်တော်တို့ကွန်ပျူတာလက်မှတ်တောင်ရသေးတယ်အဖွာရဲ့အောင်မြင်မှုဆိုတာဒါပဲမြေတို့ရဲ့ကြိုးစားရင်ကလေးလေးအောင်မြင်နိုင်တယ်ဟုတ်မယ်အဖွာကျွန်တော်ကတာလှလို့အောင်မြင်တာနေမှာ ဖျောင်းငါဆိုတာကောင်းလို့ပါကွာအဖွားနဲ့ကလေးတို့ကျွန်တော်တားမှန်ပါတယ်ဗျာဘာတွက်များလဲတကြီးမင်းတို့တွေကအစကတည်းကအနိုင်ရရှိပြီးသားပါကျွန်တော်ကဒိုင်းတွေကိုပတ်စံထိုးလိုက်လို့အဖွဲတစ်ကအနိုင်ရသွားတာပါငါထင်သားပဲခါပြက်အောင်ကနေတာတောင်ဘာလို့စုမရတာလဲလို့ဒါတော့မင်းတို့အတွက်စုတော်ငွေပဲအနိုင်ရတဲ့ကိစ္စတော့ငါပဲလိုက်ပြီးကြီးညာလိုက်ပါမယ်ရပါတယ်တကြီးရဲ့ တကြီးသာကိုပစ်ကိုသိရင်ကျွန်တော်တို့လည်းခွင့်လွတ်နိုင်ပါတယ်။ကျွန်တော်တို့နိုင်တဲ့စုကိုတယောက်ယောက်ကိုပေးဖို့ဆုံးဖြတ်ပေးပါပြီ။ဟင်အတူလဲကွာပြေဆုံး။ဟာဒီကားကလည်းကွာဘိန်းပြုတ်ပြန်ပြီ။ဦးလေးအဲ့ဒီကားပဲထပ်ပြင်မနေပါနဲ့တော့ဗျာ။ဟာဒါဆိုငါတူကဦးလေးကိုထမင်းကျွေးမှလားကွာ။ဒါဦးလေးရဲ့ကားတက်ပါ။တန်တန်တန် surprise ။ဟာတကယ်လားကွာစမ်းကြည့်အောင်။ းလေးဖြစ်ဖြစ်မောင်းပါဗျာဟုတ်တယ်ကျွန်တော်တို့ပြုတ်ကြတော့မယ်မကြပါငါတူရဲ့ဒါမှကားစီးတယ်လို့ခေါ်တယ်ကွာကလေးတွေကသူတို့အောင်မြင်လာရတဲ့အကြောင်းဟာဦးလေးရဲ့ကျေးဇူးကြောင့်မို့ကားအသစ်ဝယ်ပေးလိုက်ရခြင်းဖြစ်ပါတယ်သူတို့ရွာရဲ့အကြောင်းလေးကလည်းအရင်လိုဟောင်းနှံပြက်စီယိုယွင်းမနေတော့ပဲตาရလှပလာခဲ့တဲ့အတွက်ចောင်းသူចောင်းသားတွေလည်းဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်ငါတို့လုံနိုင်မယ်လို့တော့မထင်တော့ကွာ ဟုတ်ပါငါတို့လိုကလေးသေးသေးလေးရလဲလုံနိုင်နေနော်ဟုတ်ပါကွာသူများတွေကကလေးတွေဘာမှလုံလို့မရဘူးတဲ့အခုငါတို့ကလုံလို့ရတယ်ဆိုတာတသက်ပြလိုက်တာပဲကလေးတွေလည်းသူတို့ရဲ့စူးစမ်းအထောက်အမှုကြောင့်ကြည်နူးနေကြပါတယ်ဒီဆောင်ဟင်ဦးလေးကဘာတူလဲဒါ တားရဲ့အဖေလေဗျာအဖေဟုတ်လားအဲ့ဒီဗီဒီယိုမြင်ပြီးတားကိုတွေ့ခဲ့တာအဖေတောင်းမှန်ပါရဲ့ကွာမင်းအမေနဲ့မင်းကိုထားခဲ့မိတာအဖေအမားတွေပါအဖေဘာလို့အခုမှပြန်လာလဲအမေဆုံးသွားပြီဆိုတာအဖေသိရဲ့လားဗျာဟင်မင်းအမေဆုံးသွားပြီဒါဒါတကယ်မဟုတ်ဘူးမလားသားအဖေကကျွန်တော်တို့တကားမှတော့လာမကြည့်ဘူးရက်ဆက်လိုက်တာအဖေရဲ့အဖေတောင်းမှန်ပါရဲ့သားရဲ့ အချိန်သာနောက်ပြန်ဆုတ်လို့ရရင်အရာရာပြန်ပြီးပြောင်းလဲချင်လိုက်တာတာအဖေကိုအခွင့်ရေးပေးရင်အဖေကိုကိုကိုပြုတ်ပြစ်ချင်တဲ့တာရဲ့ဆော့ဆော့စီစီအိမ်ရှိဘသူရောက်နေလဲမြေးလေးဟင်ပါချစ်ပါချစ်နင်ပါလာလောက်တာလဲအမေကျွန်တော်တောင်းမှတ်ပါတယ်အမေရဲ့ကျွန်တော်ရဲ့သားမယောက်ပြစ်ထားပြီးမြို့ပေါ်တယောက်တည်းအပျော်ရှာနေမိတာကျွန်တော်အမားပါနောက်ဆုံးတော့လည်း ကျွန်တော်အရင်လိုပဲပြန်ဆင်းရဲတာပါပဲငါအသက်ကြီးပြီဆိုတော့ခွင့်လွတ်တယ်ခွင့်မလွတ်ဘူးဆိုတာအရေးမကြီးတော့ဘူးငါမြေရခွင့်လွတ်တယ်ဆိုရင်ငါလည်းခွင့်လွတ်ပေးလိုက်မယ်ဗျာအဲ့မှာဖွားရဲ့ตาအဖေကို ခွင့်လွတ်ပေးလိုက်ပါမယ်အဖေစီကအချစ်ဘလောက်ပြန်ရမလဲမသိပါနဲ့ခွင့်လွတ်ခြင်းအရှင်ကိုတော်တော်အေးချမ်းတယ်ဆိုတာတော့ကျွန်တော်သိတယ် ပါချက်ကပြည်စုံတို့သားမျိုးပြစ်ထားခဲ့ဘူးပဲ။ပြည်စုံကတော့မိသားစုဆုံဆုံလေးလေးလှုပ်ချင်တာမို့အဖေဖြစ်သူကိုခွင့်လွှတ်ပေးလိုက်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အမကြိုးစားပြီးဆိုထားတဲ့သချင်းလေးကိုလည်းအားပေးသွားပါအောင်နော်။ကျေးဇူးများတင်ပါတယ်ရှင်။အမကတော့ SLS ကလေဒီခင်ပါရှင်။